အင်းနေမင်းချင်းများအားလုံးပဲမင်္ဂလာပါဗျ။ Okay ဒါကတော့ကျွန်တော်တို့ခု17ကြိမ်အတွက်ပေါ့နော်။17ကြိမ်အတွက်ဒါကျွန်တော်ရရှိထားတဲ့ကျွန်တော်ကဏ္ဍလေးကိုဒီမှာချပြပေးမှာဖြစ်ပါတယ်ဗျာနော်။ Okay ဒါကတော့ကျွန်တော်လည်း screen လေးနည်းနည်းလေးချဲလိုက်မယ်ပေါ့နော်။ချဲပြီးတော့မှကျွန်တော်ပြပေးပါမယ်နော်။ Okay ဒါဆိုရင်ကျွန်တော်တို့ကြည့်အောင်ပေါ့နော်။ကျွန်တော်တို့ဒါကကျွန်တော်တို့လုံးပိုင်ရဲ့နော်လုံးပိုင်ကိုမှကျွန်တော်တို့ခွာနေပေါ့နော်။ခွာပေါင်းခြင်းခွာပေါင်းခြင်းပြီးရင်ကျွန်တော်တို့ brain နဲ့တွားပြီးတော့ ဖမ်းမယ်เนาะအကုန်လုံးကျွန်တော်တို့ကြိုက်ပြီးတော့ဗောနော်3ခု4ခုလောက်ကြိုက်ပြီးတော့ကျွန်တော်ဖမ်းထားတဲ့မူဖြစ်ပါတယ်ဗျာเนาะကျွန်တော်သူကတော့3ကတ်ဆိုင်လေးဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့အတူတူကြည့်အောင်ဗောနော်ပထမဆုံးအနေနဲ့ဒီမှာကျွန်တော်တို့2023ဗောနော်23ကျွန်တော်စာပြီးတော့ပြပါဖြစ်ပါတယ်โอเคဒါဆိုရင်ဒီမှာ6เนาะကျွန်တော်ဒီအောက်က9ဒီအောက်က3ဗောနော်ဒါဆိုရင်ကျွန်တော်တို့ပါဖြစ်မလဲ693ကျွန်တော်တို့၃လုံးပေါင်းခြင်းနံပါတ်ဒီ10ဖြစ်တယ် ရှစ်ဒီလုံးပိုင်เนาะရှစ်လုံးပိုင်ကိုမှသူကဒီမှာ9ညာ3ဆိုပြီးတော့အောက်ဆုံးကခဏเนาะကျွန်တော်တို့ဒီ3ညာဒီခွာ3ညာ10ပိုင်ခွာ3ညာเนาะဘယ်မှာသွားကြလဲကျွန်တော်ဒီမှာ10ပိုင်10ဟုတ်ခွာ3ညာဆိုတော့ဒီမှာနံပါတ်ကျွန်တော်တို့1ဆိုပြီးတော့ဗောနော်10နှစ်ဒီလိုလေးကြာပြီเนาะဟုတ်ပြီသူ့ရဲ့နောက်ကကျွန်တော်စစ်ကြည့်အောင်4 sorry 6 6 3ညာ 863ညဆိုတော့ကျွန်တော်တို့ပေါင်းခြင်းနံပါတ်ဒီနံပါတ်၄ဖြစ်ပါတယ်เนาะဒါဆိုရင်၄၄ဘိုင်ဒီမှာကျွန်တော်တို့ခါထဲမှာရှိတာဒီနံပါတ်ဘယ်လောက်လဲနံပါတ်9ခွာ9เนาะ၄ဘိုင်ခွာ9ဆိုပြီးတော့ဒီမှာ9ကျွန်တော်နောက်ကနံပါတ်၄เนาะဒီလိုလေးကြာပေးထားတယ်เนาะဟုတ်ပြီ၄ဘိုင်ခွာ9เนาะဒါဆိုရင်ဒီအောက်မှာကျွန်တော်ကြည့်ရအောင်ပေါ့เนาะ9 8 9 เนาะ senior အတိုင်းပဲကျွန်တော်တို့89ပေါင်းချင်းနံပါတ်ဒီဘယ်လောက်ဖြစ်မလဲနံပါတ်မှာ4ဖြစ်တယ်ပေါ့เนาะဒါဆိုရင်4ပိုင်း4ပိုင်းကျွန်တော်တို့309ကခါကနံပါတ်3ညသည်ကျွန်တော်တို့ခွာ3ညဖြစ်မယ်4ပိုင်းခွာ3ညဆိုတော့ကျွန်တော်နှစ်ခုဆွဲလို့ရမယ်4ပိုင်း4ထိတ်နဲ့ရင်ဆွဲကြည့်လိုက်မယ်4ပိုင်းเนาะကျွန်တော်တို့ခွာ3ညဆိုတော့နံပါတ်6ဖြစ်မယ်เนาะဟုတ်ပြီ4ပိုင်းကျွန်တော်တို့နောက်ပိတ်နဲ့ခွာ3ညဆိုရင်ကျွန်တော်တို့ဘယ်လောက်ဖြစ်မလဲဒီဘက်က6ထိတ်ဖြစ်မယ် ဟုတ်ပြီနော်ဒါဆိုရင်4664ပေါ့နော်4664ကျွန်တော်တို့ရပြီးသွားရင်ကျွန်တော် break ကိုတစ်ချက်သွားကြည့်အောင်ပေါ့နော်ဒီမှာကကျွန်တော်တို့82ပေါ့နော်82ကြာထားတယ်ဘာ break လဲဆိုရင်8ကသူ့ရဲ့နော်နောက်နှလုံးပေါင်းခြင်းဒီ break ဆိုပြီးတော့ကျွန်တော်သွားကြာတယ်839ကကျွန်တော်တို့ဒီမှာနောက်နှလုံးပေါင်းခြင်းဒီ39ဖြစ်တဲ့အတွက်ကျွန်တော်တို့ concrete เนาะ6ခုနဲ့ဆိုတော့ concrete ဖြစ်တယ်ပေါ့เนาะဒါဆိုဒီနောက်မှာစစ်ကြည့်ပါမယ်နောက်မှာကခုနှစ်နှလုံးပေါင်းခြင်းဒီ6ဖြစ်တဲ့အတွက်904ဆိုပြီးတော့ကျွန်တော်တို့6 break လေးဒီမှာကြာပြထားတယ်เนาะ934ဒါဆိုရင်ဒီနောက်ဆုံးကနှလုံးပေါင်းခြင်း3 4နှလုံးပေါင်းခြင်းနံပါတ်4ဒီဒီမှာ6 break လို့မြန်ကြာမလားပေါ့เนาะ6 break လို့ကြာခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့တကွက်တည်းပဲထိုးရမယ်446เนาะ446 6 break ဖြစ်တယ် เนาะ644 library ဖြစ်တယ်เนาะဟုတ်ပြီဒီနှစ်ကွက်ပေါ့เนาะအာဆိုတော့ကျွန်တော်တို့တစ်ကွက်တည်းပေါ့เนาะနောက်ထပ်ကျွန်တော်တို့ break ဒီနောက်ထပ်တစ်ခုရှိသေးတယ်ပေါ့เนาะနောက်တစ်ခုဒီဘယ်ကနေကျွန်တော်တို့ယူမလဲဆိုရင်သူ့အပေါ်ကပေါ့เนาะဒီမှာ192ဆိုတဲ့ခါတိုင်းနံပါတ်9ဒီဒီအောက်မှာ콘 break လို့ကြားတယ်ဆိုရင်ကျွန်တော်တို့192เนาะ콘 break ဒီမှာ963ကနံပါတ်9ဒီ콘 break လို့ကြားမယ်ဆိုရင်904 เนาะဒါဆိုရင်3 5ကကျွန်တော် number 5ဒီ5 break လို့ကြာခဲ့မယ်ဆိုရင်ကျွန်တော်တို့နောက်ထပ်ဘယ်နှကွက်ထပ်ထိုးရမလဲနောက်ထပ်နှစ်ကွက်ထပ်ပြီးတော့ထိုးပေးရမယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့6နဲ့ဆိုရင်5 6เนาะ6နဲ့ဆိုရင်6 5 4 senior ပေါ့เนาะ โอเคပါဒါဆိုရင်ဒီနှစ်ကွက်လေးကျွန်တော်တင်ပေးခြင်းဖြစ်ပါတယ်ဗျခင်ဗျာမိတ်ဆွေများအားလုံးပဲကျန်နေတဲ့တယ်ဆိုရင်တော့ကန်ဆက်ကြည့်ပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ကျွန်တော် 1J နေ ထပ်ပြီးတော့တင်ပြဖို့ရှိပါသေးတဲ့ break ဒီရောပေါ့နော်အားလုံးဆောင်ရွက်ကြည့်ကြအားပေးပါအောင်ပြအားလုံးကိုကျေးဇူးတင်ပါတယ်အဆင်ပြေပါစေပြဖိုင်ပါ